ဒီကနေ့ဇွန်လ2ရက်နေ့အတွက်မိုးလေဝသခန့်မှန်းချက်တွေကိုတင်ဆက်ပေးပါရမယ်။ဒီကနေ့မနက်6:30မိနစ်အချိန်တိုက်ထွားခြင်းအရအေယာဝတီမြေကြီးဟာမြေကြီးနားမြို့မှာစိုးရိမ်ရေးအမှတ်ထက်နှလမခန့်ကျော်လွန်နေပြီးနောက်တစ်ရက်အတွင်းတပေခွဲခန့်ဆက်လက်မြင့်တက်နေတာကြောင့်မြေကြီးနားမြို့မြေကန်အနီးနဲ့မြေနေပိုင်းနေထိုင်သူတွေအနေနဲ့ရေးပင်းလွရနေရာတွေကိုချုပ်တင်ရှောင်ရှားကြဖို့စကောင်စီမိုးစလာကသတိပေးထားပါတယ်။ ဒီကနေ့ညနေအထိကရနီကရပြည်နယ်စကိုင်းတိုင်းအောက်ပိုင်းမှာနေရာစိစိနဲ့ကျန်ပြည်နယ်နဲ့တိုင်းတွေမှာနေရာနံပြားမုတ်တချုံရွာနိုင်ပြီးရွာရင်ရာနှုံးပြိတ်ဖြစ်ပါတယ်။ကရင်ပြည်နယ်ရခိုင်ပြည်တို့မှာဒေသအလိုက်နဲ့ကချင်ပြည်၊ချင်းပြည်၊မွန်ပြည်နေပြည်တော်မကွေတိုင်းစကိုင်းတိုင်းထက်ပိုင်းနယ်တနင်္လာရီတိုင်းတို့မှာနေရာကွက်ပြီးမုတ်ကြီးနိုင်ပါတယ်။ကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တို့မှာမုတ်တုံးလေအားကောင်းနေပါတယ်။ မြမကံယူနယ်တရှောင်းနယ်ကံလွန်ပင်လယ်ပြင်တို့မှာရမယင်ခါမောသက်လေပြင်းများကြာရောက်ပြီးလှိုင်းကြီးပါမယ်။မောသက်လေပြင်းကြစဉ်ရေပြင်းမြေပြင်းလေးဟာတနအီကို35မိုင်အထိတိုက်ခတ်နိုင်ပြီးလှိုင်းမြင့်ကိုဗေကနေ73မိကန်ရှိနိုင်ပါတယ်။ကချင်ပြည်၊ချင်းပြည်၊ရခိုင်ပြည်၊ရန်ကုန်တိုင်း၊ပဲခူးတိုင်း၊မကွေးတိုင်း၊အေရဝတီတိုင်းနဲ့တရနာအီတိုင်းတို့မှာမိုးတိမ်တောင်တွေဖြစ်ပေါ်နေပြီး အဆိုပါမုတ်တိန်တောင်တွေရွေရှားရနေရတဲ့ရှောက်မှာမိုးရွာသွန်းခြင်းနဲ့အတူလေပြင်းတိုက်ခတ်ခြင်းမိုးထချုံခြင်းမိုးကြိုးပစ်ခြင်းလျှင်စည်းလက်ခြင်းနဲ့မိုးသီးကျွေခြင်းစတဲ့မိုးလဝသဖြစ်စဉ်တွေဖြစ်ပေါ်နိုင်လို့ချိုးတင်သတိပြုနေထိုင်ကြဖို့စစ်ကောင်စီမုံစလာကအကြံပြုထားပါတယ်။နောက်နှစ်ရက်အတွင်းမုတ်သုံးလေးဟာအာအသင်တင်ကနေအကောင်းပါမယ်ရှင်။အခုလိုသတင်းတွေကို ပုံမှုမျှဝေပေးနိုင်ဖို့နဲ့ CJ Platform သတင်းဌာနရေရှည်ရဲ့ဒီနိုင်ရဲ့အတွက် YouTube မှာလည်း CJ Platform လို့ရှာဖွေပြီးဝင်ရောက်နားဆင်နိုင်ပါတယ်။သတင်းအသစ်အသစ်တွေကိုအချိန်နဲ့တပြေးညီရရှိဖို့အတွက်ကျမတို့ရဲ့သတင်း Channel ကို Like and Subscribe လုပ်ဆောင်ပြီး Notification လေးကိုဖွင့်ထားကစောင့်ကြည့်နိုင်ပါတယ်ရှင်။